င်္ဂရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲ sharing လုပ်ပေးသွားမှာကတော့နောက်ထောင်ခြေပါဒီကုန်ပြောထားတာလေးတကယ်ဘူးတော့ဝင်းကျင်ဆိုတာကိုကိုဝေဖန်ဖို့အတွက်အမြင်တကယ်အတိတ်ပဲရှိတယ်နော်စာသားလေးတွေတကူကောင်းပါတယ်နောက်ထောင်ခြေပါတကူရသွားမှာတော့လုံးဝသိစားတယ်အင်းဆောင်ကြည့်နေပြီကောင်းကောင်းဆိုးဆိုးဝေဖန်နေကြတာပါအင်းကိုကကောင်းတာတွေကိုလောက်တာမြင်ရင်မင်းတို့ချီးမွမ်းကြလိမ့်မယ် ဒုက္ခမတူတဆလေးများလဲချော်သွားတာရှိကြည့်အပြစ်တွေတစ်ဆက်ကြလာမယ်ခုအမားတွေကိုထောက်ပြပြီးတော့မှအချိန်လုံးလို့ဆိုနေကြမှာပဝင်းကျင်မယ်ဟောနော်အဲ့တော့ပဝင်းကျင်မယ်ဒီကောင်းချင်းဆိုချင်းဝေဖန်မှုတွေကြားချီးမွမ်းပြောဆိုခံရရင်လည်းမာနမဖြစ်မိဖို့နဲ့ကိုယ့်ရဲ့အပြစ်တွေခံရရင်လည်းစိတ်ဓာတ်မကျဖို့ကခုမှပဲတောင်းလို့ရှိပါ ကိုမှပဲတာဝန်ရှိတယ်နော်လူတချို့ကကိုကိုချီးကျူးတဲ့စကားတွေကြားမှတာယာပြီးတော့မှတပြင်းပြင်းနဲ့မာနတက်လာလို့ကိုရာအသိဆုံးကိုရာအသက်ဆုံးကိုသာအားလုံးကလေးစားကြရမယ်ဆိုရင်သွေးနှစ်ထင်ရောက်သွားတဲ့လူတွေလည်းရှိပါတယ်ဟုတ်နော်လူတချို့ကတော့ပဝင်းကျင်ရဲ့ကဲရဲရှုံချမှုတွေကြားမှစိတ်ဓာတ်တွေရိုင်နေလာပြီးတော့မှတပြင်းပြင်းနဲ့ပဝင်းကျင်နဲ့ဝေးပါလာတာမျိုးလုတ်ချင်တာလေးတွေလုတ်တင်တာလေးတွေရှိရင်တောင်မှအမားပါမှာစိုးရိမ်နေစိတ်နဲ့ ဘယ်သူတွေများအပြစ်ပြောကြမလဲဆိုတော့ခုကိုယုံကြည်မှုတွေအားနည်းလာတာမျိုးကြီးလည်းဖြစ်လာတတ်ပါတယ်။ဟောနော်။ပတ်ဝန်းကျင်ဆိုတာခုကဘယ်လိုပဲထိုးနေပါစေခုရဲ့စိတ်ကိုခံခန့်အောင်ထားပြီးမယိုင်လဲအောင်ဆက်လျှောက်သွားဖို့အရေးကြီးပါတယ်။ပတ်ဝန်းကျင်ဆိုတာကောင်းကောင်းဆိုးဆိုးဝေမှန်ပြောဆိုနေကြမှာပဲ။အရေးကြီးဆုံးကတော့ကိုယ်စိတ်ကိုကိုယ်တိုင်မယိုင်ချိုးသေးသရွေ့ဘယ်သူမှအခုကိုနှိမ့်ကြတော့အောင်လုပ်လို့မရဘူးဆိုတာပဲ။ ကိုရှောက်တဲ့လမ်းမှန်ကန်ဖို့နဲ့ကိုရဲ့လုံရက်တွေကတူတူပြောက်တဲ့မနစ်နာဖို့မစော်ကားမိဖို့ပဲအရေးကြီးတော့နော်စော်ကားမိဖို့လုံးဝအရေးကြီးတယ်ပါတယ်လူရဲ့အမားနဲ့မကင်းပါဘူးလူတိုင်းအမြဲတမ်းမှန်ဟောနော်နေပါဘူးပဝင်းကျင်ဆိုတာသူတို့လုံးသူတို့လုံးနေကြတာကိုကိုယ်တိုင်လည်းအဲ့ဒီရဲ့ပဝင်းကျင်ထဲမှာပါနေတယ်ဆိုတာမမေ့ပါနဲ့ဒါကြောင့်သူများမကောင်းတာကိုကောင်းတာလေးပဲကွက်မတွေးပါနဲ့ကိုကောင်းတယ်မကောင်းဘူးဆိုတာကိုကိုယ်တိုင်ကပြီးရင်ပဝင်းကျင်ကဒုတိယအသိဆုံးပဲမလို့ ပဝင်းကျင်ရဲ့အမြင်နဲ့ပဝင်းကျင်ရဲ့ဝေဖန်ခြင်းဆိုတာမတူဘူးလို့ပဲသတိပေးချင်ပါတယ်ဟုတ်နော်ကျေးဇူးတင်ပါတည့်ရက်ဆက်တဲ့နော်ဒါကတော့အပိုင်ဆက်လေးတွေကိုကျွန်တော်ကဆက်ထားတာဘောနော်ဒီကိုပြောထားတာလေးတော့တကယ်တန်ဖို့ရှိတဲ့စာသားလေးတွေပါအဲ့တော့ကျွန်တော်တို့ပြန်လည်းမျှဝေပေးတာဘောနော်အဲ့မေဟွန်းတရေဆက်တာပဲမေမေဖြူနဲ့ခဲတံပဲရှိတဲ့ဒီအဝိုးဝိုင်းကမှဒီရင်ပေါ်ကဘုံကျဲချလူကြီးတွေကတရေဆက်တာပဲမေ ။ဒရေလက်လက်ရေးချင်ခဲ့တဲ့လက်ကလေးတွေဘုံနာဒဇဒီနာဒဇပြန့်ကျဲရ။စာရီချက်မဲ့သိမ်းဆဲထားတဲ့ပုံနောက်တွေအကုန်ထွက်ကြ။လူကြီးတွေကတည့်ရက်ဆက်တာပဲမေ။သွေးစွန်းနေတဲ့ဖက်လက်ကလေးတွေပိုင်းရှင်မရှိတော့တဲ့လွယ်လေးကလေးတွေကျိုးပဲ့လွင့်စင်ကုန်တဲ့ခုံကလေးတွေလူကြီးတွေကတည့်ရက်ဆက်တာပဲမေ။စာရီနောက်ကြမှာဆိုးလို့เจ้าหมดซ้อๆตက်ခဲ့တာအခုတော့အကျွေးစောခဲ့ရ လူကြီးတွေကတေးရဆက်တာပဲမေသားတို့ကြီးလာရင်သမီးတို့အရင်ရောက်ရင်ဆိုတဲ့ညွန်မန်းချက်ကလေးတွေဒီနေ့ဒီရက်မှာပဲအဆုံးတတ်ခဲ့ပြီလူကြီးတွေကတေးရဆက်တာပဲမေဆမ်းမရင်မင်္ဂလာပါလို့နှုတ်ဆက်တာမှမကြသေးဘူးလေမေအခုတော့သားတို့ဆံမနေရောက်ရဲ့အဖြစ်ကိုကြည့်ပါဦးလူကြီးတွေကတေးရဆက်တာပဲမေဒီအဝန်းဝန်းထဲမှာသားတို့အိမ်မက်တွေကိုလာတူးခေါ်တာလေ ီအဝန်းဝိုင်းထဲမှာတားတို့အနာကက်တစ်ပင်တွေလာဆိုက်ပြိုးတာလေဒီအဝန်းဝိုင်းထဲမှာတားတို့ကြပြားတွေစာတွေလာတင်ကြတာလေဒီအဝန်းဝိုင်းကတားတို့ရဲ့စာတင်ကြဒီအဝန်းဝိုင်းကတားတို့ရဲ့အရာရာလေးအမေရဲ့လူကြီးတွေကတည့်ရဆက်တာပဲအမေတားတို့စာလာတင်တာအပြစ်လားတားတို့ပညာလာတင်တာအပြစ်လားတားတို့ဆီယမဆီမှာအပြစ်ရှိလားဆီယမကကြပြားတွေတင်ပေးတယ်တားတို့ကနောက်ကလိုက်ဆိုတယ် ဆ ्याम ကတင်ချာတွေတင်ပေးတယ်။သားတို့ကနောက်ကလိုက်တွေ့တယ်။ဆ ्याम နဲ့အတူပုံလေးတွေဆွဲတယ်။ဒါပဲလေသားတို့ဗာမြအမှားလုပ်ခဲ့မိလေ။သားတို့ဗာရင်များကျူးလွန်ခဲ့လို့လေ။ဒါနဲ့များအမေရဲ့မင်းဖြူနဲ့ခဲနာမဲရှိတဲ့ဒီအဝေးပိုင်းကမှဒီရင်ပေါ်ကဘုံကျဲချရတယ်လို့လူကြီးတွေသိရဆက်တာပဲမင်း။ကြုံလို့ပဲဖြစ်ဖြစ်၊ဆုံလို့ပဲဖြစ်ဖြစ်သူတို့ကိုပြောပြစမ်းပါမေရဲ့။ သားတို့ကပြောတယ်ခမားတို့လူကြီးတွေကတည့်ရဆက်တာပဲလို့မဖြစ်ဖြစ်တဲ့နီးတဲ့ပြောလိုက်စမ်းပါအမေရဲ့ဟောနော်အဲရေမြစ်တရားဖြစ်ဒါကနောက်နောက်တစ်ပုတ်လေးပါဒါကတော့ဒီကောကတော့တက်တုံးမှာတန်ထားတာလေဘောနော်အားဒါလေးကိုကျွန်တော်ကနေပြီးတော့ပိုက်ဆက်လေးတွေဆက်ထားတာဘောနော်ပြန်ဖွင့်အောင်မယ်ယေရှုဖျားလဲပြန်လာအောင်မယ်ဟာပြီးရင်ကဘာပြက်မယ်တဲ့တို့ရာကဘုံကြီးကြောင်းလဲជីတန်ရာတွေပြပွား ူရွာကဖះเจ้าလဲမိရှုခံရတို့ရွာကစာတင်เจ้าလဲဘုံကျဲခံရခေါင်းရင်အိမ်ကဂျိုင်းထောင်တဲ့အတော်ကြီးကိုခြေတုတက်ထားတဲ့သားကြီးကတွဲကူနေရအရေမြစ်တရားဖះပွင့်အောင်မဲ့ယေရှုဖះပြန်လာအောင်မဲ့ပြင်ကပါပြက်မယ်တဲ့ပြက်ဆရာကပါကြံသေးသလားဟောနော်ပြက်ဆရာကပါကြံသေးလို့လားဟိုကကပါကြီးပြက်တချို့ကလေးတွေအမေခေါ်ဆရာမရှိတော့ဘူးတချို့အမေတွေခေါ်ဆရာကလေးမရှိတော့ဘူး တချို့မိသားစုလိုက်မရှိတော့ဘူးတချို့ရွာတွေလူမရှိတော့ဘူးတချို့လူတွေအတွက်ရွာမရှိတော့ဘူးတချို့လူပြည်မှာတော့မရှိတော့ဘူးတချို့တချင်းတွေပြန်မကြရတော့ဘူးတချို့တော့ကြပြတွေခံစားခွင့်မရတော့ဘူးတချို့တော့သူတွေနဲ့ပြန်မစုံနိုင်တော့ဘူးအရေမီဒီယာဖျားလဲမပွေတဲ့အောင်ယေရှုဖျားလဲမလာတဲ့အောင်ဒီတိုက်ပွဲကိုငါတို့ကိုယ်တိုင်နှွှဲမယ်ဒီအွန်လိုင်းကိုငါတို့လက်နဲ့စိုက်ထူးမယ်ဒီအာရာယူကိုငါတို့ကိုယ်တိုင်အမြင့်ပြတ်ရှင်းမယ် ရင်တဲ့ချင်းရဲ့မြင့်ရဟုန်နဲ့စီးစင်းနေတဲ့ငါတို့တိုင်းပြည်တရားမျှတခြင်းနဲ့တူတူပင်စီးစင်းနေတဲ့ငါတို့ရဲ့အနာဂတ်တိုင်းပြည်အစိမ့်ငွေတွေကင်းစင်ပြီးချစ်ချင်းမြတ်တော်တွေထုံတင်းနေတဲ့ငါတို့ရဲ့တိုင်းပြည်ကိုသွေးတွေချွေးတွေနဲ့ထွန်ရရမယ်ဆိုလဲငါတို့ထွန်ရမယ်ငါတို့စိုက်ပျိုးမယ်ဒီမတရားမှုကိုငါတို့ကိုယ်တိုင်တွန်းလှန်မယ် ငါတို့နာကငါတို့ဆေးချေပဲငါတို့မျော်မှန်းတဲ့ငါတို့တိုင်းပြည်မဝေးတော့တဲ့လက်တကမ်းမှာမို့အရင်မြစ်တရားဖျားလဲမပွေတဲ့အောင်ယေရှုဖျားလဲမလာတဲ့အောင်ဂိုင်းဂျေဇုတန်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်